ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ Buffalo နဲ့ Mickey Fox ကလည်းစင်မော်ကိုရောက်ရှိနေကြပါပြီခင်ဗျာတော်တော်လေးလည်းရင်ခုန်နေလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော် OJ Championship DJ ပြိုင်ပွဲကြီးရဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားတဲ့ result ကိုဒိုင်တွေကကြေညာပေးပါအောင်ခင်ဗျာဟုတ်အရင်ကကျွန်တော်ကတော့နည်းနည်းလေး ဂျိုင်းမဝင်နှစ်ယောက်စလုံးလည်းကျွန်တော်တို့ကပြောပြပြီးသွားပြီပေါ့နော်အရှင်းမှာလည်းကျွန်တော်လိုအပ်ချက်လေးပြောဒါပေမဲ့အကုန်လုံးခြုံငုံမျိုးတစ်ချက်ပြီးတော့ပြန်ပြီးတော့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ဘာပြောပြောတော့ top ten final နဲ့10ရောက်ကြပြီနှစ်ယောက်စလုံးလည်းနောက်ဒီနေ့ဆိုရင်ကျွန်တော် one verse မှာရှင်ပြန်ရတဲ့ဥစားမှာနှစ်ယောက်စလုံးလည်းဒူးယူစားရှင်ပြန်လာတယ်အဲနောက်ပြီးတော့ဟို့ ဘက်ကနေအကောင်းဆုံးပေါ့เนาะကျွန်တော်တို့ချပြရရပေါ့เนาะအိမ်မှာဒါပေမဲ့အဲလိုအပ်ချက်လေးကတော့တယောက်မှာနည်းနည်းစီတော့ရှိသွားပါပေါ့เนาะဒါရီကကျွန်တော်တို့အကျူးတလဲ highlight လုပ်ပြီးတော့ကျွန်တော်လည်းပြောကြရမလို့တော့ထင်ပါတယ်။အခုတော့ကျွန်တော်ခုနကတင်ချာအကုန်လုံးပြောခဲ့ပြီဆိုတော့ဟိုဟာဒီမြန်မာလေး buffalo နေနေဆိုလဲဟိုပြိုင်ပွဲမှာဆိုရင်တော့ပုံမှန်ဆိုကိုက15မိနစ်ဆို15မိနစ်အတိဖြစ်ရပါပေါ့เนาะ15မိနစ်အတိမဖြစ်ရမယ့်ဥစ္စာမှာ33စက္ကန့်လို့ဒီအဲ33စက္ကန့်ဆိုတာလဲဒါကိုအတွက်မြန်မာအတွက်ဆိုရင်ပါဒါ ဘာပဲဖြစ်ပါဒါလုတ်လုတ်လို့ရသေးရပေါ့နော်ပြောရမလားအမှတ်တွေယူလို့ရသေးရအချိန်စက္ကန့်လေးပေါ့နော်အဲ့စက္ကန့်လေးအတွေ့အချိန်လေးအထိဟိုပြောရမလားကိုယ့်အတွက်ကိုအမှတ်တွေတဲဝါတဲဝါစီချင်းပို့ရအောင်နော်အော်ဒီဒီဘောကကြတော့ဟိုဟာအထွေထူးပြောကြအများကြီးမရှိဘူးတခုပဲပေါ့နော်ဟိုဒီတချင်းလေးနည်းနည်းကြာသွားတဲ့ဥစ္စာမှာဒီချင်းကြာသွားတဲ့ဒီ duration လေးကပုံပဲနောက်ထပ်နှစ်ပုတ်သုံးပုတ်လောက်ပိုထည့်ပြီးတော့နှစ်ပုတ်လောက်ထည့်ပြီးတော့လုပ်ရင်တော့လုပ်လို့ရတဲ့အချိန် ယ်ပေါ့နော်အဲ့တော့တယောက်နဲ့တယောက်နည်းနည်းလေးအချိန်နဲ့ပတ်သက်ပြီးတော့အဲ့အားလေးပဲကျွန်တော်ပြောရရှိပါတယ်။ Gantry chart ပေါ့နော်။ဆိုတော့ပြောပြရမယ်။သူတို့ရဲ့နှစ်ယောက်ဆုံးရဲ့စ조사အထောက်အကူကကျွန်တော်ဖလန်ဒါ true chart တွေ့ရတယ်ဗျာ။ပြောရရင်ဟို Buffalo အနေနဲ့ဆိုလို့ရှိရင်လည်းဒါအခုဒီ round ကကြောက်သူက knock out knock out ကမှသူက spin wheel လေးပြီးတော့ကိုနဲ့ပြိုင်မဲ့အနေနဲ့ကသူကြောက်မယ်ဆိုတော့အဲ့လိုမျိုးကျွန်တော်ကဒါဟို lucky draw လို့မျိုးသဘောမျိုးဆိုအစီအစဉ်နဲ့တွားရတာဆိုတော့ကြောက်ရင်အဲ့ဒီမှာကြာလာတယ်မီကီဘောက်ကြာတယ်မီကီဘောက်နေရလဲဒါ Buffalo ကြာရဆိုတော့အဲ့ဒီမှာ နောက်ဆုံးကဒါပြောရင်ဟိုလိုဘယ်လိုဘယ်လိုပြောမလဲအဲ့ဒီမှာအဲ့ကြားတဲ့သူပြိုင်ဘက်ပေါ်မှာဘယ်လိုပြောတရားမှုမရှိဘဲနဲ့ကျွန်တော်တို့အဲ့လိုအကောင်းဆုံးဒါနောက်ဆုံးကဒါရှင်းရှင်းပြိုင်သွားတာပေါ့နော်ဆိုတော့အဲ့အားဆိုင်ချက်မှုကတော်တော်လေးကိုထူးခြားတော့ဒါကျွန်တော်တော်တော်တွေးလိုက်တယ်ဆိုတော့အဲ့ဒါကတော့တော်တော်ထူးခြားတယ်ဘာလို့ဆိုလို့ရင်တော်တော်လေးကိုဟို skill တွေအများကြီးသွားလို့တတ်တတ်ကိုထပ်ပြီးသူထက်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 တာပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်လုံးဝ surprise ပြဆိုတော့ဘယ်လိုဖြစ်ဟုတ်တာကျွန်တော် top 10ဒါ finalist round မှာ အနှောက်ဆုံးကနောက်ဆုံးတယောက်ပဲတက်ရမယ်ဆိုလို့ねဒါနှောက်ဆုံးက congratulation လို့ပြောကြပါတယ်အရင်ကတော့ဒါတော့တန်းနဲ့တော့ပါသွားပြီပေါ့နော်အဲ့တော့ကျွန်တော်နှောက်ကနေတယောက်ကတော့ဒါကျွန်တော်နောက်ဆုံးထပ်ပြီးတော့တက်လမ်းရမှာပေါ့အဲ့တော့အဲ့တော့ဖုန်းကြီးရကြောင်းနေပါဟုတ်အဲ့နှောက်လုံးနဲ့ပတ်သက်ပြီးပေါ့နော်ဟိုအသေးစိတ်ဒီပြောပြပြီးပါဆိုတော့ overall လေးကြံပြောပြပြီးပါမယ်နှောက်လုံးကတော့ဒီတစ်ခါအတွက်ပေါ့နော်ဒီ level အတွက် top 10နဲ့ဝင်သွားရဆိုတော့အကောင်လုံး အကောင်းဆုံးပြင်ဆင်လာခဲ့ကြရဆိုတာကြည်တာပါလေ။နှစ်အောင်လုံးလည်းအရင်ကြိုးစားလာမှန်းလေ။အကိုတို့သိပါလေ။တကူပဲအဲနှစ်အောင်စလုံးမှာတူညီတဲ့ကောင်းတဲ့အချက်နဲ့ဟိုဟိုပေါ့နော်လိုအပ်ချက်တစ်ယောက်တကူစီရှိအဲ့ဒါဘာလဲဆိုတော့နှစ်အောင်လုံးကကောင်းတဲ့အချက်ကတော့ဘာလဲဆိုတော့အမျိုးကိုတို့လိုချင်တဲ့ player လေးဦးလုံးပေါ့နော် four deck လုံးသုံးသွားတာလေးရှိတယ်ပြီးတော့တချင်းကိုအသားပေးပြီးတော့ draw တွေပြောင်းသွားတယ်အဲ့ဒါနှစ်အောင်လုံးကအဲ့လို တတရေလှလှပါဖွင့်သွားလိုက်တယ်အဲ့လိုပဲနှစ်ယောက်စကုံးကဘာလို့အပ်လဲဆိုတော့တပုတ်တပုတ်သူအကြာကြီးပဲအဲ့ဒါတယောက်ကိုနှစ်ခုတယောက်ကိုနှစ်ပုတ်ဖြစ်သွားတယ်မီကီဘောက်နှစ်ပုတ်ဖြစ်သွားတယ်ဘာဖလိုနှစ်ပုတ်ဖြစ်သွားတယ်အဲအဲ့လိုမျိုးနော်အမတ်လေးတွေရဲ့အခုလိုပေါင်းပြီးဆိုတော့ဒီနှစ်ယောက်တည်းကဘယ်လိုဘသူ့ကိုနောက်တစ်ဆင့်ခေါ်ရမလဲဆိုတော့အားလုံးရဲ့ကိုစားအပူကကျင်းညာပြီးပါဘူး နောက်တစ်ဆင့်ကိုတက်ရောက်သွားတဲ့လူကတော့Double moments, Grand Royal signature. အကိုနဲ့နာမည်တူတဲ့ Mickey Mouse ပါပဲ။နောက်တစ်ဆင့်ကိုတက်လန်းသွားတဲ့ Mickey Mouse ကို Congratulations ပါခင်ဗျာ။ ဟုတ်ကဲ့ပါကြံရှိခဲ့ညီမငယ်အတွက်လည်းစင်မကောင်းပါဘူးခင်ဗျာညီမအလုပ်ကိုတော့ဆက်လုပ်နေမှာပါအမ်ပြတင်းနေနေရမှာ ပြရမှာပေါ့နော်အခုကဟိုဒီဒီအောက်က crowd ကပေါ့နော်ဒီလို scale ထက်အမ်မေဇင်ပိုင်းကိုပိုအားတိုင်ဒါပေမဲ့တချို့ချိန်နေမှာပေါ့ဝိုးကနေဝါကနေဖြစ်မဲ့ချိန်မျိုးဆိုရင်အဲဒေတာလေးပြရမှာပါဟုတ်အဲဒီ OJ Champion ရှင်းမှာပေါ့နော် နောက်ထပ် season နေရှိခဲ့တော့အဲ DJ ငွေပဲဖြစ်ဖြစ် experience ဒီကြီးပဲရှိဖြစ်ဖြစ်ပါတော့။လာရောက်ရှင်ပြိုင်မှာ တွေ့ကြုံနေလဲအများကြီးရလို့ကိုယ့်ရဲ့ skill ကိုအတင်းညှစ်ထုတ်ပေးတဲ့ပုံစံမျိုးပါတော့။အဲ့လိုမျိုးလေးဖြစ်ပါတယ်။အဲကျေးဇူးတင်ပါတယ်ညီမကိုအားပေးတဲ့အတွက်ပေါ့။အစပိုင်းကတော့ကျွန်တော်တို့ဒီစင်မော်ရောက်ခြင်းပြန်ရမယ့်အချိန်မှာတော်တော်လေးတော့ရှင်ကုန်တော့ပြီးတော့3000ဆိုင်ရလဲကျွန်တော်နဲ့တိတ်ပြီးတော့ဆက်ကလည်း3000ဆိုင် CJ 3000ဆိုင်ရလဲကျွန်တော်နဲ့တိတ်မရင်းနေသေးဘူးလေ။ ။အင်းဒါမဲ့ပြန်ပွဲပြန်လာပြန်လာတော့ချက်ပြန်ပြန်နဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်စက်နေရတပိပိအသားကြလာ။ဒီစက်ပိုင်းကကျွန်တော်တိတ်ပြီးစိတ်ပူစရာမလိုတော့လိုတော့ကျန်တာကကြတော့ဟောဘောလူကတပိပိနဲလာတော့တကယ်ကောင်းတဲ့လူတွေလုံးဝစကီးလုံးဝကျန်းတဲ့လူတွေကြီးပဲကျွန်တော်စုလာတော့ပြီးပြီအဲ့လိုကိုအဓိကကကိုပြန်အမှကြောက်တာအိမ်ပြန်အမှကြောက်တာအဲ့ကြောင့်အရှင်ခေါ်အောင်ဟုတ်ဒီဆိုင်တော့ဖြစ်ပါ ဝင်တာကျွန်တော်စားပြိုင်ကလေးကဝင်တာယူမယ်လို့ကျွန်တော်ဆုံးဖြတ်ချက်တော့ချတာဟုတ်ဒါပေမဲ့အကြောင်းရင်းအချင်းချင်းတစ်ခုခုကြောင့်ပေါ့မားလေးတေးသေးလေးနဲ့အဲ့လိုမျိုးတစ်ခုခုကြောင့်ဆွဲချော်သွားခဲ့တယ်နောက်တစ်ချိန်တော့ထပ်ပြီးတော့ကြိုးစားမှာပေါ့ဘာဖလိုကကောင်းမှသူသူ့စိတ်ထဲမှာကြီးအစင်ပေါ်ရောက်တော့လောလောဝါပြီးတော့သူသူနဲ့ပြိုင်ဘက်ကလည်းကျွန်တော် သူလည်းသိရတိုင်းပါပဲဟိုကျွန်တော်ရှေ့မှာ round မှာကျွန်တော်ကျွန်တော်ကလည်းတောက်လျှောက်အဲ့လိုပြဟို scale ဘိုင်းနေအဲ့လိုမျိုးတောက်လျှောက်ပြလာဆိုတော့လေအဲကြောင့်စိုးရင်စိတော့ရှိမှာပေါ့နေရင်းလေးတယောက်ဆိုတော့လေအဲအဲ့ဒီအရန်စိတ်အရန်လှုပ်ရှားသွားလို့အဲ့လိုနည်းနည်းအမှားယွင်းလေးပါသွားနေပါလိမ့်မယ်အမေဟိုစိတ်စိတ်တော့ကြားကြရမလို့ပါဘူးနော်ကျွန်တော်တော့ now season 2မှာလည်းထပ်ပြီးတော့ထပ်ပြီးစူးစမ်းလို့ရတယ်ပြီးရင်ဘာလို့ပြောသူ့မှာဒီ top 10 finalist တွေရောက်လာပြီဆိုတော့ဟောဖြစ်တာပေါ့ experience နေလည်းအများကြီးသူကြားပါတော့ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်တို့နောက်ထပ်တပိုင်းရှင်ပြိုင်မှုကျင်းပသေးတယ်ဒီပိုင်းမှာရောပြိုင်ပွဲဝင်နှစ်ဦးတည်းကဘသူကနောက်တစ်ဆင့်ကိုတက်လှမ်းသွားမှာလဲဆိုတော့ရှင်ခုံစွာနဲ့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ညာဒါကတော့ OJ Championship DJ ပြိုင်ပွဲကြီးပါပဲခင်ဗျာ တော်မိုက်တယ်တော်ကြီးမိုက်တယ် skill ကြီးအများမိုက်တယ်အဲ့အဲ့ conversation လာပြောချင်တာ game ကတော်တော်သဘောကျနေတယ်ဟိုဒီတစ်ခါဒီတစ်ခါကြည့်ရင်တော်တော်လုတ်လာတယ်တော်တော်လုတ်လာတယ်တော်တော်လုတ်လာတယ်စမ်းကြ skill မှာဆို skill မှာဆို skill ပို့လုံးတန်တေဘယ်လိုပို့လို့မျိုးပါ visa နဲ့ညီပါထည့်ထားဆို wow အဲ့လိုပေါ့ဟုတ်တယ် visa နဲ့လည်းလုတ်ပါနော်ဟိုစူးစမ်းတာလိုက် credit ပေးရအဲ့ဒါပေါ့ဒါမှအဲ့ဟိုက channel လေးခုလုံးလုတ်လာတာတွေပါတော့တော်တော်မိုက်တယ်တော်တော်မိုက်ဟိုဘက်တွေတော်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 မြန်လဲမြန်မိုက်တယ်ပြီးတော့ဒီတစ်ခါ skill ရပါဖြစ်လဲဆိုတော့ဒီကိတော့ကလည်း ဘယ်လိုကုန်လဲတခြားဟာလေးလက်သွားတယ်ဘာလဲဘယ်လိုလဲတခြင်းနေပြောက်ပါနှစ်ယောက်လုံးအဲ့ဒါလေးသွားတူတယ်တခြင်းကြာတာလေးတခုပါပဲဟုတ်တယ်အမှတ်တကယ်ပြိမ့်မပွားကြပါဘူးโอเคပါလေ